မင်္ဂလာပါကလေးတို့ရေဒီနေ့ပြောပြမယ့်ပုံမြင်လေးကတော့မာဂနီတိုကြောက်တုံးနဲ့အိမ်ပြန်လန်းဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါရယ်ကွယ်တခါတော့ကအောင်းအောင်းမိုးမိုးနတ်ဒီကြော်ကြော်နဲ့တဲတဲတို့တငယ်ချင်း၅ယောက်ဟာပင်လယ်ထဲမှာလေလုံနေကြရင်းနဲ့ဆွလာခံတစ်တခုကိုပြုတ်လောက်ကြဖို့စီစဉ်နေကြတဲ့ကွယ်ဒီတခါမှာတော့သူတို့ဟာဟိုးအဝေးကြီးကမြင်နေရတဲ့ကျုံးငယ်လေးတစ်ခုစီကိုလေလော်ပြီးသွားဖို့အတွက်ဆုံးဖြတ်ခဲ့ကြတာပေါ့ အေဂျင့်ရဲ့ရေမြေပေါ်မှာလှေလော်နေရင်းနဲ့သူတို့တငယ်ချင်း၅ယောက်ဟာတိတ်ကိုပျော်ရွှင်နေကြတာပေါ့ကွယ်။ပင်လယ်ငှက်ကလေးတွေကပြန်တန်းနေကြပြီးတော့ရေထဲကငါးကလေးတွေကလည်းကခုံပြုံမြူးနေကြတဲ့ကွယ်။ဒီပျော်ရွှင်မှုလေးတွေဟာသူတို့တငယ်ချင်း၅ယောက်အတွက်ကြာရှည်မခံခဲ့ပါဘူး။မကြခင်မှာပဲမိုးတိမ်မဲတွေဟာစုယုံလာပြီးတော့လေကျန်းတွေကလည်းတိုက်ခတ်လာတဲ့ကွယ်။ငယ်ချင်းတို့ရေမောင်နှိုင်းလာနေပြီမောင်နှိုင်းမောင်နှိုင်း ဒီလိုပြောနေတုန်းမှာပဲသူတို့ရဲ့လှေကလေးဟာမုန်တိုင်းထဲပတ်သွားပြီးတော့ကြီးမားတဲ့ရေလိုင်းတွေရဲ့တိုက်ခတ်ခြင်းကိုခံလိုက်ရပါတယ်။တခဏအကြာသူတို့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူတို့ဟာမသိသေးတဲ့ကျွန်းတကျွန်းကိုရောက်နေကြပါပြီ။သူတို့ရောက်ရှိနေတဲ့ကျွန်းပေါ်နီးတဝိုက်ကိုလှက်ပတ်ကြည့်ရှုလိုက်တဲ့အခါမှာတော့အတောင်ပံပါတဲ့တိရစ္ဆာန်ကြီးတွေစကားပြောနိုင်တဲ့သစ်ပင်ကြီးတွေအပြင်ထူးဆန်းတဲ့ရောင်စုံကြောက်တုံကြီးတွေကိုပါ တွေ့ရှိရတဲ့ကွယ်။ ဟာဒါပါကောင်ကြီးတွေလည်းအတော်မှန်တွေလည်းပါတယ်။ကြောက်တုံးတွေကလည်းတူးဆန်းလိုက်တာ။မင်္ဂလာပါတငယ်ချင်းတို့။ငါတို့ရဲ့မှော့ကျွန်းကလည်းမင်းတို့ကို ကြိုဆိုလိုက်ပါတယ်။ဟာတပင်ကြီးတွေကစကားပြောနေတယ်။ဒီလိုနဲ့သူတို့တငယ်ချင်းကရောက်ဟာကြောက်ကြောက်လန်းလန်းနဲ့ဆက်လျှောက်လာကြရင်နဲ့အတန်တခုကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာတော့ရွှေရောင်တောက်ပနေတဲ့မြွေကြီးတစ်ကောင်ကို တွေ့လိုက်ရတဲ့ကွယ်။ မင်းလာပါစနုကမာရစ်ပါတင်တို့အိန္ဒိယလမ်းကိုရှာဖွေနေကြတာလားသူငယ်ချင်းငါရောက်ကလည်းခေါင်းကြီးပြလိုက်တာပေါ့ကွယ်ဒါဆိုရင်မင်းတို့စစ်မှန်မှုတစ်ခုတော့ပြုလုပ်ရလိမ့်မယ်ဒီကျမ်းပေါ်မှာမင်းရဲ့မှုကိုထိမ့်သိမ်းတဲ့မာဂနီတိုကျောက်တော်ကြီးတစ်ခုရှိတယ် ဒါပေမဲ့အခုအဲ့ဒီကြတော့နေဟာစွမ်းအားတွေပျောက်ဆုံးနေတယ်။အကယ်၍မင်းတို့တကယ်ချင်းငါရောဟာဒီမာသမီတို့ကြတော့နေကိုမိရတကြပြန်ထားနိုင်မယ်ဆိုလို့ရှိရင်တော့ဒီကျွန်းကြီးကိုမင်းတို့ကယ်တင်နိုင်မှာလိမ့်မယ်။ပြီးတော့မင်းတို့ရဲ့အင်ဂျင်လန်းကိုလည်းရှာတွေ့နိုင်မှာလိမ့်မယ်။ငယ်ချင်းကားရောက်ဟာမွေကြီးရဲ့ကမ်းလမ်းချက်ကိုလက်ခံလိုက်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့စွန့်စားမှုကြီးကိုစတင်လိုက်ပါတော့တယ်။ မာဂနီတိုကျောက်တုံကြီးရှိရာစီသို့သွားတဲ့လမ်းတနေရာအရောက်မှာတော့အင်မတန်ကိုဟောင်းနှံပြီးတော့ရုံရွံ့ပြက်စီးနေတဲ့တစ်တာတရာကြီးတစ်ခုကိုတွေ့ရတဲ့ကွယ်သူတို့တငယ်ချင်း၅ယောက်ဟာဒီကျောင်းပေါ်မှာရှိတဲ့တရဝလေးတွေအစဉ်ပြေဖို့အတွက်တရာအိုကြီးကို ပြန်လည်ပြုပြင်ပေးခဲ့ကြတဲ့ကွယ်အဲ့ဒီနောက်မှာတော့မာဂနီတိုကျောက်တုံကြီးရှိရာစီတို့ဆက်လက်ထွက်ခွာလာခဲ့ကြပါတယ် ူငယ်ချင်း၅ယောက်ဟာလမ်းတစ်ချောင်းလုံးမှာဘလို့အခက်ခဲပဲရှိရှိစီးလုံးညညွတ်စွာနဲ့ဖြစ်ရှင်းခဲ့ကြတဲ့ကွယ်။နောက်ဆုံးမှာတော့မာဂနီတိုကြောက်တုံကြီးချီယာစီတို့ ရောက်လာခဲ့ကြပါပြီ။သူတို့တူငယ်ချင်းတွေဟာမာဂနီတိုကြောက်တုံကြီးကိုမူလနေရာသို့ပြန်လည်ရောက်ရှိဖို့အတွက်တအူးချင်းဆောင်ရွက်ကြည့်ကြပေမဲ့ကြောက်တုံကြီးက ကြီးမားတဲ့အတွက်ကြောင့်မလို့ရွေ့လျားခြင်းမရှိဘူးတဲ့ကွယ်။ နောက်ဆုံးမှာတော့သူငယ်ချင်း၅ယောက်ဟာမာဂနီတိုကြောက်တုံးကြီးကိုမူလနေရာပြန်ရောက်ဖို့အတွက်သူတို့၅ယောက်စလုံးတပြိုင်နက်ထဲတွန်းကြမယ်လို့ဆုံးဖြတ်လိုက်တဲ့ကွယ်ဒီလိုနဲ့၅ယောက်အားနဲ့တပြိုင်နက်တွန်းလိုက်တဲ့အခါမှာတော့မာဂနီတိုကြောက်တုံးကြီးဟာသူ့ရဲ့မူလနေရာစီသို့တဖြည်းဖြည်းပြန်လည်ရောက်ရှိသွားတဲ့ကွယ်ဒီအခါမှာတော့ရွှေရောင်အစင်းရှိတဲ့မွေကြီးကတင်တို့စံတမှုအောင်မြင်နဲ့တင်တို့အိမ်ပြန်နိုင်ပြီဟုဂုံယူဝမ်းမြောက်စွာနဲ့ပြောလိုက်တဲ့ကွယ် ရွှေရောင်မွေကြီးကသူငယ်ချင်း၅ယောက်ကိုတီးတန့်ဖန်တီးထားတဲ့လှေပေါ်မှာစည်းစိမ်ပြီးတော့ဆုတောင်းပါလို့ပြောလိုက်တဲ့ကွယ်။သူငယ်ချင်း၅ယောက်ကလည်းအိမ်ပြန်ချင်တယ်လို့ဆုတောင်းလိုက်တဲ့အခါမှာတော့ရှက်ရှင်းဆိုသလိုသူတို့အိမ်နားမှာရှိတဲ့ကန်းချင်နာကိုပြန်လည်ရောက်ရှိသွားတဲ့ကွယ်။မိသားစုဝင်တွေကလည်းသူတို့ကိုပြန်တွေ့ရတဲ့အတွက်တိတ်ကိုပျော်ရွှင်နေကြတာပေါ့ကွယ်။ ုံမြင်လေးကတော့ဒါပါပဲကွယ်နောက်ရက်တွေမှာလည်းဘလိုပုံမြင်လေးတွေတင်ဆက်ပေးဦးမလဲဆိုတာကိုဆက်လက်ဆောင်ကြည့်ပေးပါဦးကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်